တော့မှ Norway ကိုကျွန်တော် body ကိုပိုကြိုက်တယ်ပေါ့နော်သူ့ရဲ့ body ကိုလေးဝင်ရိုးရတယ်ဒါ1.75ကနေမှ2တီလို့ပြင်ရှာတာလေကျွန်တော် Lavia ကဒါသူအိမ်ကွင်းမှာနိုင်ပွဲမရသေးဘူးဆိုရင်ပဲနောက်ဆုံး6ပွဲစတိုက်ကိုသူအဆော့ဈေးကွက်အောင်ကစားထားတာကိုတွေ့ရတယ် Ireland နဲ့ပွဲတင်မှာဆိုရင်တော့မစိုးလို့ပြောလို့ရတယ်အရင် Armenia ဆိုတာအောက်သေးဖြစ်နေပေမဲ့ Ireland နဲ့ပွဲမှာတကယ်ကိုကစားနိုင်ရတယ် မင်္ဂလာပါ Edimate Sport ပြည်တနာခင်ဗျာ Edimate Sport ပြည်တနာအတွက်ဒါအပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့ဘောလုံးပွဲခမန်းတုံးသက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ကျွန်တော်တို့ဘောလုံးဥရောပဘောလုံးလီးဒီခဏရနာပြီးတော့နိုင်ငံကဘောလုံးပွဲစဉ်တွေဝင်ရောက်လာပါတယ်နိုင်ငံဝင်ဘောလုံးပွဲစဉ်တွေဝင်ရောက်လာတော့ညလေကျွန်တော်တို့လည်းထုံးစံအတိုင်းပဲပွဲပြည်တတိတွေအကောင်းဆုံးအကျိုးမဲ့ပြုနိုင်မဲ့ပွဲတွေကိုကျွန်တော်မောင်ဆန်တဲ့အတူဆရာကျော်ဆရာရဲကြီးတို့ကပါဝင်ဆွေးနွေးတုံးသက်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်တော့လည်းကျွန်တော်တို့နိုင်ငံလာပွဲတွေနဲ့စလိုက်ကြတာပါဟုတ်ကဲ့ဟုတ်ကဲ့ချစ်စစ်ပွဲနော်အဲ့ဆို ပွဲတွေကတော့တော်တော်များပါတယ်ကျွန်တော်တို့လက်မှတ်ရတာလည်းတော်တော်များတယ်အဲ့တော့များတဲ့အခါကျတော့ကျွန်တော်တို့ဒီပွဲစဉ်လေးတိုင်းမှာအကောတယောက်ရဲ့အကြိုက်တွေကိုပဲကျွန်တော်တို့ခြုံငုံသုံးသပ်ပြီးတော့မှကျွန်တော်တို့ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီစနေနေ့အတွက်တော့ကျွန်တော်တို့ပွဲစဉ်၃ပွဲကိုကျွန်တော်တို့ရွေးချယ်ထားပါတယ်အဲ့ဘက်မှာတယောက်ချင်းစီရဲ့ပွဲစဉ်ကြီးအကြိုက်ကိုတော့ကျွန်တော်တို့ပြောသွားမှာဖြစ်ပါပဲအဲ့တော့ပထမဆုံးကတော့ကျွန်တော်တို့ဒါလက်ဗီယာနဲ့အန်ဒိုလာနော်အုပ်စုရဲ့ game အဲ့ကေနောက်ဆုံးတပွဲကကျတော့ကျွန်တော်တို့ဟိုအောက်ဆူအက်ကဖြစ်တယ်ကျွန်တော်တို့ဟန်ဂေရီနဲ့အာမေးနီးယားနောက်ဆုံးအောက်ဆူအိုင်ဖြစ်တဲ့နော်ဝေနဲ့အစ္စရေးအဲ့သုံးပွဲကိုကျွန်တော်တို့ထုတ်လုပ်လိုက်ပါတယ်အဲ့သုံးပွဲမှာမှကျွန်တော်တို့အကြိုက်ချင်းစီကိုတယောက်ချင်းစီကကျွန်တော်တို့ရွေးချယ်ပေးသွားမှာပါတယ်ပထမဆုံးဆရာတို့အနေနဲ့ဒီဟိုခုနကလက်ဗီယာနဲ့ဒီဟိုအန်ဒိုရာပွဲစဉ်အဲ့ရဲ့ပွဲစဉ်အခြေအနေကိုဆရာကျော့ရဲ့ ုံးသက်ချက်လေးအဲ့ဒီသုံးဘွဲမှာတော့ကိုကြိုက်တာကြိုက်တာလေးတော့သုံးဘွဲလုံးအကြိုက်ကတော့တယောက်နဲ့တယောက်တူချင်တဲ့အတွက်စန့်ချင်ဘက်လေဖြစ်ချင်ဖြစ်နေပြီတော့နော်အဲကျွန်တော်ဒီသုံးဘွဲမှာအဲကျွန်တော်လဗီယာကိုစိတ်ဝင်သွားတယ်လဗီယာကဒါသူအိမ်ခွေးမှာနိုင်ခွေးမရသေးဘူးဆိုရင်ပဲနောက်ဆုံး6ဘွဲစတိုက်ကိုသူကအဆော့ဈေးကွက်အောင်ကစားထားတာကိုတွေ့ရတယ်အဲနောက်ဆုံး6ဘွဲမှာလေဂိုးအောက်တွေကစားထားတယ်ဆိုတော့ကသူ့ရဲ့ကန်စစ်ပိုင်းကောင်းတယ်သူရဆိုင်ရတဲ့အုပ်စုမှာဆိုရင်သူကစတုဒ္ဒနေရာရက်တီနေရတယ်ဆိုပေမဲ့သူအင်္ဂလန် ဒီဆာဘီယာတို့ကိုကန်စစ်ကောင်းကောင်းနဲ့ရင်ဆိုင်ခဲ့တာလေးတွေ့ရပေါ့နော်အဲအရှေ့အယ်ဗေးနီးယား तू ကတိုင်းရိုက်ချစ်စစ်ပွဲတော့ဟိုမအောင်တော့ဘူးကလာဗီယာကအာ तू အယ်ဗေးနီးယားကိုမီအောင်တော့ तू လိုက်ရပါအာလင်းမတော့ကွာဟနေမယ်အနေထားတစ်ခုကအဲအဲ့တော့ तू ဒီပွဲအန်ဒိုရာလိုအုပ်စုအောင်ဆုံးကအတင်းကိုမှမနိုင် तू ကမျောလင်းချက်ပြီးတော့လောက်ဖြစ်သွားဟုတ်ဆိုအန်ဒိုရာရဲ့ကွင်းမှာလဲ तू က1-0နဲ့နိုင်ထားတယ်သူ့ရဲ့ခံစစ်ကလည်းကောင်းတဲ့အတွက်ကြောင့်မလို့ဒီပွဲမှာ ကျွန်တော်တို့လေဗီယာတော့ဂိုးဆောင်တွင်းလိုက်မယ်ဆိုရင်အာရှဇေကွက်ကလေဗီယာဘက်မှာရှိသွားနိုင်တယ်။အောင်သွားနိုင်တယ်ပေါ့။ဟုတ်ဘာဖြစ်လဲဆိုတော့လေဗီယာရဲ့တိုက်စစ်ပိုင်းမှာလည်းဒါသူတို့နာမည်တွေကခေါ်ရခက်လို့နာမည်တိုက်စစ်ပိုင်းမှာလည်းကစားသမားကောင်းတွေရှိတယ်။ကိုရောင်ကစားနေတဲ့တယောက်လေဆိုလဲကိုကိုသွင်းတော်တော်ကောင်းဘဝနဲ့တိုက်စင်ဖို့နော်အဲသူလည်းရှိတယ်ဆိုတော့လေဗီယာရဲ့ခံစစ်ပိုင်းကိုကျွန်တော်ကကြိုက်အဲခံစစ်ပိုင်းကောင်းတဲ့အသင်းဖြစ်တော်တော်ကြောင့်မလို့ဒီဘွဲမှာတော့သူကတော့ဥဆောင်ကိုရလိုက်မယ်ဆိုရင် ဒါအချိန်လေးတော်တော်လှအောင်တော့အခုအဆန့်စင်းခွဲကကျွန်တော် 1D 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 လောက် 1D လောက် 1D လောက်ဖြစ်နေတာပေါ့နော် 1D လောက်ဖြစ်နေတဲ့ခါကျတော့သူတလုံးသွင်းထားလိုက်လို့ကျွန်တော်တို့အချိန်ကြီးကောင်းသွားနိုင်တယ်ဒါကြောင့်မို့လေဗီယာနဲ့ဒီအန်ဒိုရာအန်ဒိုရာတို့ကလေကပားအဆင့်ဆိုတော့တော်တော်နေကြဟုတ်သူအတူအောင်မှာတံပါးရီလိုတော့ဒါလောက်ပဲရှိရောအသင်းမျိုးဒီဒီဒီအသင်းအညာဆုံးအသင်းနှစ်သင်းထဲမှာတော့ပါနေတဲ့အသင်းမျိုးဥရောပဥရောပအဆင့်မှာပေါ့နော်အဲ့လိုအသင်းမျိုးတော့လေဗီယာရဲ့အိမ်ဝင်းကစားကောင်းမွန်မှုနဲ့ အ ਨੇ ဆုံးအနိုင်ရမယ်လဗီယောတော့ကျွန်တော်စိတ်ဝင်သွားတယ်ဟုတ်ကဲ့ခင်ဗျဆရာရဲ့အနေနဲ့ဒီ၃ဘွဲမှာဘယ်ဘွဲကိုရွေးချင်တာဟုတ်တော့ဒီ group up တဲကဟုတ်ကဲ့ Hungary နဲ့ Armenia ဟုတ်ဒီဘွဲဒီဒီ group up မှာကျွန်တော်ပြန်ကြည့်မယ်ဆိုရင် Portuguese Ireland ဒီ Armenia Hungary ဒီဒီထဲမှာမှာအတင်းတင်းနေရက Portuguese ရှိရပြီးတော့သူတို့ရမပွဲဘူးဆိုတာမဖြစ်နိုင်တော့ဘူးဒါဆိုတော့ Portuguese ပဲနောက်တစ်သင်းတက်ဖို့များအောင်မယ်နောက်တစ်ချက်ဒီမှာပြန်ကြည့်မယ်ဆိုရင်အဲ့ချန်နဲ့၃သင်းကအတင်းတင်းနေရက play off နေရာတော့သူတို့ကကားအောင် တော့တစ်ဖက်မှာပေါ်တူဂီနဲ့အိုင်လန်နဲ့ထိတဲ့တွေ့ကြုံရတဲ့ပွဲရှိရယ်။အာမေးနီးယားကိုလက်ရှိမှာနီးပြတဲ့ပေါ့နော်။ဒီနီးယားနဲ့ကနှစ်ပွဲတာဖက်မှာတပွဲနိုင်နဲ့တပွဲရှုံးနေ။အိုင်လန်နဲ့ပွဲတင်မှာဆိုရင်တော့မစိုးလို့ပြောလို့ရတယ်။အရင်အာမေးနီးယားဆိုတာအောက်သေးဖြစ်နေပေမဲ့ အိုင်ရန်နက်ပွဲမှာတကယ်ကိုကစားနိုင်ရတဲ့အိုင်ရန်ဇူမိုင်ဖိုက်ပြီးရတော့မှလည်းသူ့အနေနဲ့နှစ်ဖို့အရင်ဆုံးတွင်းနိုင်တယ်ပြီးတော့နောက်ဆုံးဒီမိနစ်ကိုစမှာရပါတယ်ကိုကကန်ဆယ်ဖြစ်သွားနောက်မှတတိယပုံပြီးကိုပြတ်သွားနိုင်ရကောနော်တစ်ခါသာဟန်ဂရီကိုကြည့်မယ်ဆိုရင်တော့ဘွယ်တွေဘွယ်ရှုံလာတယ်အဲဒါပေမဲ့သူ့အနေနဲ့ပေါ်တကီကိုရှုံးတဲ့ဘွယ်တွေမှာလည်းကြီးအောင်ရလို့ဒီပထမဆုံးပေတာခဲ့တဲ့ဘွယ်တွေမှာလည်းသူ့အနေနဲ့အနိုင်ရနိုင်တဲ့အတီးကိုကစားနိုင်ခဲ့ပြီးမတယောက်သတ်သွားတယ်အဲဒီအချိန်မှာတူးတူးကြပါတယ်အဲအဲ့ဘွယ်မှာလည်းသူကြီးရမရှုံးခဲ့လို့ဆိုတော့ နှစ်ပွဲကတောက်ပြည့်ချိန်မှာနှစ်ပွဲတလုံးခံခွင့်ရကြီးအောင်ထားတယ်အာမေးနီးယားကတော့ကျွန်တော်နှစ်ပွဲကတောက်ပြည့်ချိန်မှာတစ်ပွဲအောင်နဲ့တစ်ပွဲချထားတယ်အာမေးနီးယားကိုကြံရည်မှာဆိုရင်နှစ်ထောင်နဲ့တက်တဲ့ထဲကကျွန်တော်တန်ပွဲအတွက်အဝေးဘက်မှာလာကစားတဲ့ပွဲတွေပေါ့နော်ဒီဒီနီယားမလို့ရှူချစ်တဲ့ပွဲပါမယ် Nation League ပွဲတွေပါ Nation League ပွဲအခုကမ္ဘာမလားချစ်တဲ့ပွဲပါဖြစ်တဲ့မှာပါအဝေးကွင်းတွေမှာလာကစားတဲ့ပွဲမှာသူကပွဲတိုင်းကိုဂူပေးခဲ့ရဘယ်နီးကြသည်ဖြစ်ဘယ်အသေးလက်ကလည်းဒီပနကုနေကလည်းနောက်တော့ငါတို့တာကလာတွေမှာသူကိုမပေးခဲ့ရတဲ့အဝေးကွင်းပွဲတွေကမရှိဘူး တော့ကဟန်ဂရီကိုပြန်ကြည့်တယ်တော့လေဟန်ဂရီကလည်းပြန်ကွင်းသွင်းလာခဲ့တဲ့အနောက်နောက်ဆက်တင်နောက်ပိုင်းကပြန်ပြီးမှဆိုအိမ်ကွင်းမှာသူဂိုးမသွင်းနိုင်ခဲ့တာပေါ့ဘော်စနီးယားနဲ့ဂိုးမရှိတေချခဲ့တဲ့နေရှင်နေတဲ့ဘွဲပဲရှိရဲ့ဂျန်နေဘွဲတင်မှာဂိုးသွင်းထားနိုင် ဆိုတော့လက်ရှိအုပ်စုမှာလည်းပြန်ကြည့်မယ်ဆိုရင်ဒီနှစ်ပြင်းစလုံးကဒီနှစ်ပွဲတီကတာပြည့်တဲ့အချိန်မှာဂိုးလဲတွင်းဂိုးလဲပင်ဆိုင်မျိုးကြီးရှိနေလက်ရှိဒေးရဆိုကြောင်းပြတ်ကြည့်မယ်ဆိုရင်အန်ပီကဘယ်လိုပြင်းဝမ်မွေဖိုက်ဒါတော်တော်ပြင်းတယ်ဒီပွဲမှာသာသူရှုံးရလို့ရှိရင်နောက်လာမယ့်ပွဲကသူကအဝေးခွင့်နှစ်ပွဲပါလေဟုတ်ကဲ့ဒီနေရာမှာအာမေနီးယားနဲ့အဝေးခွင့်သွားကြသားအောင်ပဲပေါ်တူဂီနဲ့အဝေးခွင့်သွားကြသားအောင်လို့ဆိုတော့ဒီပွဲကသူကအရေးကြီးတဲ့ပွဲတင်ဝမ်မွေဖိုက်2.75ဘူပေါင်းနဲ့ဆိုရင်ကျွန်တော်တပတ်အတွင်းကိုအတန်အချာလိုက်ချီညားတယ်လို့ပဲထင်တယ် ီးတော့လေးလုံးပြီးမှအပြည့်စားမယ်ဆိုတဲ့အနေအားကဒီနိုင်ငံပွဲအနေအားနဲ့ကျွန်တော်အနေနဲ့ဟိုပြင်းတဲ့အထဲမှာပဲထည့်ထားနေတယ်လက်ရှိ350နိုင်ရလို့ကျွန်တော်ကတော့ဘူပေါင်းအပေါ်ပို့ပြီးတော့တော့တက်လူတိုင်ပွဲဖောက်တော့တက်လာတယ်အဲ့တော့ဆရာဟိုပါပေါ့ဒီဟန်ဂရီနဲ့အာမေးနီးယားပွဲကိုဂူပေါင်းအပေါ်ကိုကြိုက်တယ်ဆရာကတော့လက်ဗီယာနဲ့လက်ဗီယာကိုကြိုက်တယ်ဟိုလေးလေးဂူလေးလေးဟန်ဂရီဆိုလဲဒီ2024နဲ့2025မှာကတားခဲ့တဲ့ပြိုင်ပွဲအတွင်းအိမ်ပွဲပွဲတွေမှာ နိုင်ငံလုံးဝမရဘူးဘုံပေါင်းစေးပဲဘူးကောဘုံပေါင်းစေးကကျွန်တော်ဒီမှာတစ်ချက်တစ်ချက်မှာအင်္ဂလီပွဲကိုကျွန်တော်ဘုံပေါင်းစေးတစ်ချက်၃လုံး50နိုင်ငံဟုတ်တယ်အင်္ဂလီပွဲကကျွန်တော်တို့ဒီမှာကြည့်လိုက်တော့ ၃၅၀နာရီ2.2.75ဝင်ရိုးပေါ့။၃၅၀နာရီ1ရှုံးတော့မှဆိုတော့ဒါအေရှန်ကိုးရောင်းဒေတာတော့တိတ်ကြောက်ကြောက်ရှိနေတဲ့အနေအထားမျိုးရှိဘူးနော်။ဟုတ်ပါဘူး။အန်ဂေရီဈေးရလေဘော်ဒီဈေးရလေတော်တော်ပြင်းနေတယ်။အန်ဂေရီကလည်းဘော်ဒီဈေးရတော်တော်1 1တလုံးရှုံး1တလုံးရှုံး1.5ဝင်ရိုး။သူကလည်းကန်အမဲ့နေတာရောက်နေတယ်။သူကလည်းဒီတက်မှတ်ပဲရှိရှိရှိဟုတ်တယ်။ဒီမှာဆိုရမမရဘူးသူကသူကအဲ့ဆရာကတော့ဟန်ဂေရီကိုဂူးပေါ့။ဆရာကတော့လက်ဗီယာပဲ။ကျွန်တော်ကတော့ မောင်ဆန်နေနဲ့တော့ကျွန်တော်နော်ဝေးနဲ့အစ္စရေးပွဲကိုပို့ပြီးတော့နည်းနည်းစိတ်ဝင်စားတယ်နော်ဝေးကတော့လက်တော်မှာနော်ဝေးကိုကျွန်တော် body ကိုပို့ကြိုက်တယ်ပေါ့နော်သူ့ရဲ့ body ကိုဒီဝင်ရိုးရတာ1.75ကနေမှ2တီလို့ပြင်ရှာတာတယ်ကျွန်တော်ဒါဂျာနယ်မှာလုံးကျွန်တော်ရေးရပါသေးတယ်နော်ဝေး body ကိုစနေ body တန်ဖိုးရှိထုတ်ပွဲဖြစ်ကျွန်တော်ရွေးချယ်ပေးခဲ့တယ်အဲ1.75ဝင်ရိုးနဲ့တောင်မှနော်ဝေးရဲ့ကြေးအောင်နိုင်ကြီးက54.8%ခန့်တော့ရှိနေတာကိုတွေ့ရတယ်ပေါ့နော်ဘိုဂီအတွက်ဒီအမြတ်ကလည်းပြား0.5 28ဆို28ပြားတော့ရှိနေတာကိုကျွန်တော်တွေ့ရတယ်ဒါတစ်ချက်ဒါဟိုတန်ဖိုးဖော်မြူလာရပြောတဲ့ Norway ပေါ့နော် Norway ကလက်တော်ချေဆုံးရရလေဗျာငါးပွဲကစားပြီးတဲ့အကမှဒါအုပ်စုပထမဆုံးမှာရက်တည်ပြီးမှာဟာလာတော်တော်ကိုကိုတော့တွင်းထားပြီးတော့ဒီကောင်းရဲ့တိုက်သူဦးဆောင်လာတဲ့တိုက်စစ်ကို Israel ကမကောင်းလားဆိုကျွန်တော် Israel အကြောင်းကိုလည်းပြောခဲ့ပူပါတယ် Israel ကမစိုးဘူးဒါပေမဲ့ Israel နောက်ဆုံးကစားခဲ့တဲ့ဝေးခွင်းဝေးခွင်းဝေးခွင်းပိုင်းနေမှာတော့အားနေတယ်သူနိုင်ခဲ့တဲ့ဝေးခွင်းနောက်ဆုံး၃ပွဲကျွန်တော်ကသူနိုင်တာဒါပေမဲ့သူနိုင်ခဲ့တဲ့အသင်းတွေကခုနမော်ဒူဘာလို့ Slovakia လို့ပြောရရင် Norway လို့ အတင်းနဲ့ခြေရီတူမရှိတဲ့အတင်းတွေကိုသူနိုင်ခဲ့တာနိုင်ခဲ့တဲ့အနေအထားမျိုးဆိုတော့ကျွန်တော်ကဒီဘွဲစင်မှာကတော့အစ္စရေးကအဓိကအားဖြင့်ဒါပထမအပကျော်တော့ကလည်းအစ္စရေးကို အစ်ရွေးကွင်းမှာပဲနော်ဝေကဒါပို့တူးနဲ့နိုင်ထားခဲ့တာရှိတယ်။ရှိတော့လက်တော်မှာလည်းငါးဘွယ်သလုံးနိုင်ရှုံဘွယ်မရှိပဲနဲ့15မိနစ်တာအုပ်စုအိုင်မှာထိတ်ဆုံးအောင်ဥဆောင်။သူ့နောက်မှာဟုတ်လား။နောက်ဆုံးဘွယ်ဟိုစစ်ဘက်ကိုစစ်ဘက်ကိုဆိုတော့ကြောက်ဖို့ခေါင်းထိုက်တဲ့အလူသား။ဟုတ်တော့ဆောလူရှိမယ်။နောက်ဟိုကကျွန်တော်တို့အာဆနယ်ကအသင်းကောင်းတော်ဒါအိုဒီကက်ရှိမယ်။အိုဒီကက်တို့ဆိုဒီ433မှာလည်းဟိုဒီကွင်းလေအတုံးရောက်တာတော်တော်လေးကိုပြားဟိုပန်သီးတာတွေကောင်တာအတက်ကြီးရလဲအရန်ကောင်းတယ်။အရန်ကောင်းနေတဲ့အနေထားမှာကျွန်တော်အနေနဲ့တော့ဒီဘွဲစင်ကအစ္စရေးကဟိုခံစစ်ကိုပဲအဓိက အားပြုပါလိမ့်မယ်လို့ထင်တယ်။သူချင်းစပွဲအောင်အောင်ဆိုတော့သူယုံရမယ်အနေထားရှိတယ်။ပြီးတော့သူ့ရှေ့မှာအီတလီကခံနေသေးတယ်။အီတလီကလည်းဒါဒုတိယနေရာနေလိုက်နေတဲ့အတွက်ကြောင့်ဟိုပလေးအော့ကစားမယ်အစင်တော့ Israel ရောက်သွားမယ်လို့ထင်တာပေါ့နော်ဟိုလက်တော့ဒီ Norway ကွင်းမှာတော့ Israel ရဲ့ခြေမာနိုင်မှုကအဲ့လောက်ကြီးရှိမယ်လို့ကျွန်တော်မထင်ဘူးအဲ့ဒါကြောင့်မို့ကျွန်တော် Norway ကိုကြေးအောင်နိုင်ကြီးနှုံးရောက်တာငါဘိုးလောက်တော့အနည်းဆုံးကျွန်တော်ရရမယ်လို့ထင်တယ်ကြေးရလဲအာရှဇေးတန်းကလည်းဒါ1.75နဲ့2တောက်ထိ ဟိုပြင်းချလာတော့နော်ဝေဘက်ကူများဘိုကီကအားတာနေတာနော်ဒီလိုအချိန်မျိုးရအောင်ကတော့မြန်မြန်ချစ်စစ်ပွဲအောင်တာမျိုးလိုချင်တာဟုတ်တယ်နောက်တစ်ချက်ကကျွန်တော်ကဒါနိုင်ငံကပွဲတွေဒါလာလို့ပေါ့နော်နိုင်ငံကပွဲတွေတကယ်တော့ဟိုနိုင်ငံကပွဲတွေကလေတတ်တတ်မတ်လေးနဲ့လာတလာလေးနဲ့ကျင်းပပြီးဒီကပိုကောင်းမှန်းလို့ဘာကြောင့်လဲဆိုတော့ဒီပွဲတွေလာတယ်ပြီးရင်ပြန်လာတယ်ဆိုတော့အဲ့ဒီနိုင်ငံအသင်းနီးပြားချုပ်တွေအလီနဲ့ဟိုဘက်ကနေကျွန်တော်စဉ်းစားကြည့်တဲ့အချိန်မှာသူတို့တော့ကပြင်းစင်ချင်းအရင်မရဘူးလို့ကျွန်တော်တင်တယ်တိုင်ဆိုင်မှုတွေပြင်းထန်နေတဲ့ကလပ်အသင်းကြီးကကစားသမားတွေ ဲ့လူတွေကိုချက်ချင်းခေါ်ရော training ကမ်းမဝင်ရော간ဆိုတော့ဟိုတိတ်ဒီအရင်ကြီးတွေကျွန်တော်အလိုအလုတ်ဖြစ်နိုင်မလို့မသိဘူးဒါပေမဲ့ဒါကစားသမားတူချင်းစီရဲ့စွမ်းဆောင်ရည်တွေကောင်းနေလို့ဒါအရေးသွေးကြောင့်ဒါဒါနိုင်ငံကပွဲတွေဝင်လာတဲ့ကောင်တွေလည်း간နေတဲ့ဟာမျိုးတွေကြောင့်ဒါအောင်မြင်မှုရတယ်ရတယ်လို့ထင်တယ်ကျွန်တော်တခါရလလတလလောက်တတ်မှတ်ပြီးတော့လေတတ်တတ်မှတ်ကစားပေါ့ဗျာပြီးရင်လိတွေတတ်တတ်ကစားပေါ့အဲ့လိုဆိုရင်တော့မဆိုးလောက်လို့ထင်တယ်ဗျာဘာဖြစ်လို့ဒါကျွန်တော်တို့အနေနဲ့ရွေးချယ်ရမယ့်ကဏ္ဍကတော့ရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့က ရွေးချယ်ပြရပါမယ်เนาะအဲ့တော့ကျွန်တော်စနေညအတွက်ကျွန်တော်သုံးပွဲကျွန်တော်တို့ထုတ်လိုက်ပါတယ်ဆိုတော့ပထမကျွန်တော်တို့ဟိုဟန်ဂေရီနဲ့အာမေးနီးယားပြတော့လာဗီးယားနဲ့အန်ဒိုရာဟန်ဂေရီနဲ့အာမေးနီးယားနော်ဝေးနဲ့အစ္စရေးမှာလာဗီးယားနဲ့အန်ဒိုရာကိုတော့ကြာကျော်ကလာဗီးယားကိုရွေးချယ်ပါတယ်ဟန်ဂေရီနဲ့အာမေးနီးယားပွဲကိုတော့ဆရာရဲကဂူအပေါ်ကိုရွေးချယ်ပြီးတော့နော်ဝေးနဲ့အစ္စရေးပွဲကိုတော့ကျွန်တော်တို့ကနော်ဝေးကိုရွေးချယ်ပါတယ်အားလုံးပဲအောင်မြင်ပါစေ